2025ခုနှစ်အတွက်နိုဘယ်ဉာဏ်ကြီးရဆုကိုဒီနေ့အော်တိုဘာ10ရက်နေ့အော့စလိုစံတော်ချိန်နနက်7:00နာရီမှာထုတ်ပြန်ခဲ့ပါတယ်။ဗင်နီဇွဲလားနိုင်ငံမှာမျိုးသီးတိုက်ခန့်နိုင်ငံသမားတို့ဖြစ်သူအသက်58နှစ်ရွယ်မာရီယာကော်နီယာမာရှာတို့ကအဲ့ဒီဆုကိုရရှိသွားပါတယ်။အမေရိကန်သမ္မတထရန့်ကတော့ဆုရရှိခြင်းမရှိပါဘူး။ထရန့်အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘာလုပ်မလဲဆိုတာတော့မသိရသေးပါဘူး။အခုနှစ်အတွက်နိုဘယ်ဆုရွေးချယ်ကော်မတီဟာအရင်က 286ဦးရထားခဲ့တာထက်အခုနှစ်မှာလူ338ခုလူပုဂ္ဂိုလ်244ဦးရအဖွဲ့စည်း94ခုကိုလက်ခံရရှိပါတယ်။နော်ဝေးနော်ဝေးစုရွေးချယ်ကော်မတီထုတ်ပြန်ချက်မှာမာရီယာကိုရိုနာမာရှာလိုဟာဗင်နီဇွဲလားပြည်သူများအတွက်ဒီမိုကရေစီခွင့်ရည်တွေမြင့်တင်ဖို့မမောမပန်းလှုပ်ဆောင်ခြင်းမှုနဲ့အာနာရှင်စနစ်မဒီမိုကရေစီတို့တရားမျှတပြီးငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းမှုရရှိဖို့ကြိုးပမ်းမှုကြောင့်ဒီနိုဘယ်ငြိမ်းချမ်းရေးဆုရရှိခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။ မာရီယာကိုရိုနာမရှာတို့ဟာအရင်ကပြင်းထန်စွာကွဲပြားခဲ့တဲ့နိုင်ငံရေးတိုက်ခိုက်နေကြမှာလွတ်လပ်တဲ့ရွေးကောက်ပွဲနဲ့ကိုစားပြုအစိုးရပေါ်တူညီတဲ့တောင်းဆိုချက်ကိုရှာဖွေနိုင်ဖို့အဓိကစီးလုံးညီညီမှုရဲ့အမှတ်အသားဖြစ်ပါတယ်2024ခုနှစ်ရွေးကောက်ပွဲမတိုင်မီမာရီယာကိုရိုနာမာရှာတို့ဟာအတိုက်ခံနေတဲ့သမလာလောင်းဖြစ်ခဲ့ပေမယ့်အာနာရှစ်စနစ်ကသူ့ရဲ့ကိုယ်စားလှယ်လောင်းဖြစ်ဝင်ရောက်ရှင်ပြိုင်ခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။သမလာထရန့်ကိုထောက်ခံသူတွေက သူ့ကိုရာထားနိုင်မှုအတွက်အကြီးကျယ်စီယုံလွန်ဆောင်ခဲ့ပေမဲ့နိုဘယ်ဆုလေးလာသူများစွာကတော့သမားထရန့်ဟာဖြစ်နိုင်ခြင်းနဲ့ပါတယ်လို့ရှိမြင်ခဲ့ပါတယ်။နိုဘယ်ဆုအတွက်တရားဝင်ဆုချီးမြှင့်ပွဲကို2025ခုနှစ်ဒီဇင်ဘာ10ရက်နေ့မှာကျင်းပဖို့အစီအစဉ်ထားတာပဲဖြစ်ပါတယ်။2025ငြိမ်းချမ်းနိုဘယ်ဆုရွေးချယ်မှုပေါ်မှာ Norway Nobel Institute ကတော့အခုလိုမျိုးပြောပါတယ်။နိုဘယ်ကော်မတီရဲ့လုပ်ငန်းကို ဒီစုကိုစတင်တည်ထောင်ခဲ့တဲ့ Alfred Nobel ရဲ့ဆန္ဒအတိုင်းဆောင်ရွက်ပါလေတဲ့။တမချာယာ2024ပြည့်မှာငြိမ်းချမ်းရေးအတွက်အကောင်းဆုံးလုပ်နိုင်သူကိုပဲရွေးချယ်ချီးမြှင့်ခဲ့တာပါ။2025ခုနှစ်ဇန်နဝါရီလ31ရက်နေ့နောက်ဆုံးထားပြီးအမည်စင်းတင်သွင်းရတာဖြစ်ပါတယ်။ဆိုလိုတာက2025ခုနှစ်ဇန်နဝါရီ31မတိုင်မီကအောင်မြင်မှုတွေပေါ်အခြေခံပြီးရွေးချယ်ဆုံးဖြစ်တာလို့ဆိုပါတယ်။တလန့်ထရာသူရဲ့လောက်ဆောင်ချက်တွေကဒီ2025ခုနှစ်အတွင်းပဲဒီကဖြစ်ပါလေ 2024ခုနှစ်ကသူလဲတမရမဖြစ်သေးတဲ့အတွက်ကြောင့်သူ့ရဲ့လုံဆောင်ချက်တော်များတော့ပြသနိုင်ခြင်းမရှိခဲ့ပါဘူး2025ခုနှစ်ငွေကြေးနိုဘယ်ဆုကိုအမေရိကန်တမရထန်ရနိုင်သလားဆိုတဲ့အီတလီသတင်းဌာနကအမေပေါ်မှာတော့ Norway Nobel Institute Director Christian Bahan ကအဲ့ဒီလိုမျိုးကောင်းထုတ်ဖော်ပြခဲ့တာဖြစ်ပါတယ်တမရထရဲ့လို့တော့နာမည်တက်ပြီးဒါရိုက်ပြောဆိုခြင်းတော့မရှိသေးပါဘူး တမရထရန်ကတော့သူ့အနေနဲ့နိုဘယ်ဆုရတဲ့နယ်ဆိုပြီးအရင်ကတည်းကတောက်လျှောက်ပြောနေတာဖြစ်ပါလေ။ဘာပြောပြောထရန်ကနိုဘယ်ဆုမရတဲ့အတွက်ကြောင့်ထရန်ဘလို့တုံ့ပြန်မလဲဆိုတာကိုနော်ဝင်းနိုင်ငံကတော့စိုးရိမ်မှုတွေရှိနေပါလေ။ထရန်ကနိုဘယ်ငင်းကြီးဆုရလို့ကြောင်ပြောထားသလိုသူ့ရဲ့အတွင်းစီးတိုက်ဝန်ကလည်းတမရကသေချာပေါက်ဆုရတာမျိုးဖြစ်တဲ့နယ်လို့ကြည်ကြဲလုံးလုံးတွန်းအားပေးနေပါလေ။ထွန်းကတော့တမရတရံအကျေပြစီအပလီကောက်ခုနှစ်ခုတိရက်တက်ပေးထားခဲ့ကြောင်းကြွကြော်ထားသလို လောလောလတ်ဂါဇာကမ်းမြောက်ဒေသအရေးဒါပြင်စစ်ပွဲပေါင်းများစွာနဲ့သဘောတူညီမှုရအောင်ဂျာဝင်ညှိနှိုင်းပေးထားတယ်လို့ဆိုပါတယ်ထရန်နိုဘယ်ဆုရသင့်ကြောင့်အစ္စရေးအဇာဘိုင်ဂျန်အာမေးနီးယားပါကစ္စတန်ကမ္ဘောဒီးယားနိုင်ငံတွေရဲ့အစိုးရတွေနဲ့နော်ဝေးလွတ်တော်အမတ်ချုပ်ကတော့မှထောက်ခံထားပါတယ်ဒါပေမဲ့သူက2025ခုနှစ်အတွက်တော့ငြိမ်းချမ်းရေးနိုဘယ်ဆုမရခဲ့ပါဘူးအင်ဂျီရောကတော့မှလော်ဘီလုပ်ပြီးခဲ့ပါတယ်ထရန့်ကိုငြင်းကြဲသမရလို့ညွှန်ထားတဲ့ တက်ပုံကို Influencer ကတော့မှ Facebook ပေါ်တင်ခဲ့ပါလေ။ဒါမဲ့အဲ့ဒီလောက်လိုချင်နေတဲ့စုကိုမရခဲ့တဲ့အတွက်ကြောင့် Norway အနေနဲ့ Try ရဲ့ဖိအားဘယ်လိုမျိုးကြုံလာနိုင်မလဲဆိုတာစိုးရိမ်တကြီးဖြစ်နေပါလေ။ Try လာတော့ Nobel ဆုနဲ့တကယ်ထိုက်တန်တယ်လို့ယုံကြည်ထားကြောင်းထုတ်ပြောထားပါလေ။ Nobel Committee ကလွတ်လပ်တဲ့အစုဖွဲ့ဖြစ်ပြီးဆူရွေးချိန်မှာ Norway ဆူရွေးကလုံးဝဝင်ရောက်ဆွတ်ဖက်လို့မရပါဘူးလို့ Norway ဆူရွေးကတော့ခုခေတ်ကထွက်ရှင်းနေပါလေ။ ဒါပေမဲ့ Trump ကဒါလေးနားမလည်မယ်လို့လည်းမထင်ဘူးလို့ပြောပါတယ်ဒီတော့ Trump ကတုံ့ပြန်လာနိုင်တာမှန်သမျှ Norway ကတော့ပြင်ထားဖို့လိုပါတယ် American မှာ Norway Nobel ငင်းကြိတ်စုကိုနောက်ဆုံးရထားတဲ့သမ္မတကတော့ Barack Obama ပါ2009ခုနှစ်က Obama ဟာသူ့ရဲ့ထူးခြားပြောင်မြောက်တဲ့တဏမန်ရေးရအစီအမံလေးလူသားတွေကြားပေါင်းကူးဆက်သွယ်ပြီးဖို့အားထုတ်မှုတွေအတွက်နိုဘယ်ငင်းကြိတ်စုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သင်ပုတ်ပြောကြပါမယ်။ ဘတ်ဂျက်ပြဿနာကြောင့်ကုလသမဂ္ဂငြိမ်းချမ်းရေးတက်တယ်အများအပြားရှုပ်သိမ်းဖို့အဆုံးဖြတ်လိုက်ပြီဖြစ်ပါလေရမွေချက်တဲနေကြောင့်ကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုမရှင်လေကဘာနှက်မှာတတိတတာဖြတ်တော့ရှော့ချသွားမယ်လို့သိရပါလေကဘာကျွလောင်းမှာဖြစ်တည်ထားတဲ့ operation ကိုကုတွေကငြိမ်းချမ်းရေးထိန်းသိမ်းမှုတက်ရာစုစုပေါင်း၄ဘုံတဘုံလောက်ရှော့ချသွားမယ်လို့ကုလထိပ်ပိုင်းအရာရှိတွေကပြောထားပါလေအဓိကရမွေ ထောက်ပံ့သူဖြစ်တဲ့ American Soya စီကနောက်ထပ်ရမယ့်အကူအညီငွေချေးနဲ့ပတ်သက်လို့ ဘာမှမသေးကြဒေါက်တာကကုလားအတွက်အခက်ခဲတွေအများကြီးရင်ဆိုင်ရစေပါတယ်။ခြုံငုံပြောရရင်ကမ္ဘာတလောမှာငင်းချင်းထိသိမှုအတွက်ဖြန့်ထားတဲ့တပ်ဖွဲ့ဝင်တွေရဲတွေသူတို့ရဲ့အုံဆောင်တွေက25ရာခိုင်နှုန်းလောက်ကို ပြန်ပြီးတော့တင်းစီခေါ်ယူมาဖြစ်ပါတယ်။အရက်ဘတ်ဝန်ထမ်းများပြားပေါ်မှာလည်းထိခိုက်သေးရောက်မှုတွေရှိလာနိုင်ကြောင်းကုလားကြည်တဲ့အရာရှိတို့ကပြောပါတယ်။ ဒိဗေကတော့ကုလသမဂ္ဂဟာညီချင်းရေးထိသွင်းမှုမရှင်အတွက်ဖြန့်ကျစ်ထားတဲ့တပ်ဖွဲ့ဝင်တွေရဲဝင်တဲ့အရေးအတွက်13000ကနေ14000လောက်ရပ်သိမ်းရမယ့်သဘောပါအကျိုးဆက်ဖြစ်တောင်ဆူဒန်ကွန်ဂိုလက်ဘွန်ကိုဆိုဗိုဆိုက်ဘရက်အလဲပိုင်းအာဖရိကနောက်ပိုင်းဆဟာရာဂိုလန်ကွန်မြူနတီဆူဒန်တို့မှာညီချင်းရေးထိသွင်းမှုမရှင်တပ်တွေပေါ်ရဲခတ်မှုတွေကြီးကြီးမားမားရှိလာပြီးဖြစ်ပါတယ် အမေရိကန်ဟာကုလသမဂ္ဂရဲ့အဓိကအလို့ရှင်ဖြစ်ရည်တည်နေပြီး30အလုံးရဲ့26ရာခိုင်နှုန်းထောက်ပံ့တယ်လို့တရုတ်ကတော့ဒုတိယနေရာမှာရည်တည်ရင်24ရာခိုင်နှုန်းကိုခွဲတဲ့တောင်းယူတာပါလေပြောရမယ်ဆိုရင်တော့တရုတ်နဲ့အမေရိကန်နှစ်ယောက်ပေါင်းတဲ့ကုလသမဂ္ဂရဲ့90ရာခိုင်နှုန်းလောက်ကိုတာဝန်ထမ်းတတ်တဲ့သဘောပါအမေရိကန်ဟာဇူလိုင်တရက်နေ့မှာစတင်မဲ့ဘန်နာယေးနှစ်သစ်မတိုင်ခင်ကုလသမဂ္ဂစီထောက်ပံ့မယ်လို့ကတိပြုထားတဲ့ထဲကဒေါ်လာ1.5ဘီလီယံပေးဖို့ကြံပါတယ် ဒါအပြင်ရင်ကျွေးကြံလဲဒေါ်လာ1.3မီလီယံလောက်ရှိနေလို့စုစုပေါင်းဒေါ်လာ1.8မီလီယံမပေးရသေးတဲ့သဘောပါ American ဆိုရကတော့တိတ်မကြခင်မှာကုလစီဒေါ်လာတန်း680လောက်ပေးဖို့စတင်ဆွေးနွေးနေတယ်ပြောပါလေဒါပေမဲ့ဒလော့ဆယ်ဘတ်ဂျက်အစီအမံကိစ္စလွတ်တော်ဆွေးနွေးမှုမအောင်မင်လို့ American ဆိုရရန်ရလက်ပတ်မှုလဲရှော့ချထားပြီး shutdown ဖြစ်နေလို့တောင်းနေမှုတွေလဲကြုံလာနေရတဲ့သဘောပါ ထရန့်ကနိုင်ငံတကာရေးကိစ္စမှာကုလရဲ့ဆွဆော့နဲ့ပတ်သက်လို့လူသိရှင်ကြားဝေဖန်ထားတယ်လို့ဩဂုတ်လတုန်းကလည်း2024 25အတွက်ငွေကြေးထင်းသိမှုမရှင်30ဒေါ်လာတန်း800ရှော့ချခဲ့ပါလေ။ဒါအပြင်မာလီလက်ဘရွန်နဲ့ကွန်ဂိုမှာကုလသမဂ္ဂငွေကြေးထင်းသိမှုမရှင်နဲ့မအောင်မြင်ခဲ့တာထောက်ပြပြီး2026ခုနှစ်အတွက်ငွေကြေးထင်းသိမှုဘတ်ဂျက်တွေဖယ်ရှားပြုဖို့ပါအင်ဖြူတော်ကအဆိုပြုထားတယ်လို့သိရပါတယ်။ ရုရှားရဲ့နာမည်ကြီး SU-35 တိုက်လေယာဉ်48စီကိုအီရန်ကမှာယူထားတယ်ဆိုပါလေ။ပေါက်ကြားထွက်ပေါ်လာတဲ့ဆာရွက်စာတမ်းရာအီရန်ဟာရုရှားလို့ SU-35 ဗက်စုံသုံးတိုက်လေယာဉ်၄ဒဇင်ကိုမှာယူထားကြောင်းသိရပါလေ။ Black Mirror လို့ခေါ်တဲ့ hacker အဖွဲ့တစ်ခုကရုရှားဆိုရပါ Rostat Corporation လောက်ခံ company ရဲ့ဆာရွက်စာတမ်းတွေနဲ့ကိုယ်စီရောင်းဝယ်မှုမှတ်တမ်းတွေကိုထိုးဖောက်ရယူပြီးအော်တိုဘာလာဇမ်းမှာဖျောက်ဝင်ခဲ့ပါလေ။အဲဒီမှာအီရန်ကရုရှားတိုက်လေယာဉ်48စင်းကို ရို9ဘီလီယံနဲ့6ဘီလီယံကြားဈေးနှုန်းနဲ့ဝယ်ယူဖို့မှားထားကြောင်းတွေ့ရပါတယ်။ Amazon မှာ364ဆိုတဲ့တမချက်အောက်မှာတော့ Iran ဟာရုရှားရဲ့စုခိုင်းကုမ္ပဏီထောက်တက်လင်းနေမှာယူထားတယ်လို့သိရပါတယ်။ as 35တရားလေကြောင်းစုမှုရေးအတွက်ဒီကထုတ်ပေမဲ့စီးရေးမရှင်မျိုးတို့အတွက်သုံးနိုင်တဲ့ဘက်ဆောင်သုံးတက်လီယင်တွေဖြစ်ပါတယ်။ပေါ့ကြားလာတဲ့စာအစံတွေကိုလေ့လာပြီးတဲ့နောက် Defense Security Asia သုတေသနအဖွဲ့ကအဲ့ဒီလေယင်တွေရဲ့ကိုယ်တယ်ရော လက်နက်စနစ်အတွက်ပါအီရန်ကအမှားစာပေးပို့ထားတာဖြစ်တယ်လို့သုံးသပ်ပါတယ်။တခြားကာကွယ်ရေးသုတေသနဘလော့တစ်ခုကလည်းအီရန်သာမကပဲအဂျီးယားနဲ့အီသီယိုးပီးယားလိုနိုင်ငံတွေက SU-35 တွေကိုရုရှားစီကမှားယူထားတယ်လို့ထုတ်ပြန်ပါတယ်။အော်ဒါပါတော့လည်းကပေါကြလာတဲ့ဆာရဲဆာနဲ့ထင်မှာတော့ roster ရဲ့လိုအပ်မတန်ပေါင်း300ကျော်လောက်ပါပါတယ်။ Iran Maza ya SU-35 တွေကို2026ကနေ2028အတွက်အသုံးလိုက်ခွဲပြီးလက်ခံရဖို့သဘောတူထားကြောင်းသိရပါတယ်။ ယူရန်မှာလွတ်တော်အမတ်ကြီးဂျာမာရုရှားတိုက်လေရင်တွေဝေယူကိစ္စဆွနေမှုတွေရှိနေကြောင်းသိရပါတယ်အမတ်အူကတော့ကနဦးစစ်ဖြစ်ရုရှားရဲ့ Mix 29တိုက်လေရင်တွေကိုအီရန်စီစတင်တင်သွင်းမယ်လို့ပြောပါတယ်ဒါဟာဒီပိညာပိုင်းပုံမြင့်နဲ့ SU-35 တွေကိုမပိုင်ဆိုင်ခင်ရီတိုအတွက်ကုစားတဲ့ဖြည့်ရှင်မှုလို့ဆိုပါတယ်။နောက်ပိုင်းမှာ S35 တွေကိုတဖြည်းဖြည်းဖြည့်တင်းသွားမယ်လို့ပြောပါတယ်။ ဒါရေမကပဲ HQ9 နဲ့ S400 လေကြောင်းကောက်ွယ်ရေးဒုံးကျည်စနစ်တွေဝယ်ယူကိစ္စကိုလည်းတရုတ်ရုရှားတို့နဲ့ဆွေးနွေးထားတယ်လို့ဆိုပါတယ်။တခြားမတ်ဦးဖြစ်တဲ့ Farah Hussein Maliki ကလည်းတရုတ်နဲ့ရုရှားစီကလေကြောင်းကောက်ွယ်လက်နက်တွေဝယ်ယူရေးအီရန်ကအရှိန်မြှင့်ဖို့လိုတယ်လို့မှတ်ချက်ပေးပါတယ်။အီရန်ဟာအမေရိကန်ရဲ့အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုတွေကြောင့်ဒေယေပိုပစ္စည်းဝယ်ယူတဲ့မှုအကျဉ်းရိုက်နေခဲ့တယ်လို့ခင်မိတဲ့လေတမျိုးလည်းမရှိပါဘူး။ဒီကြိုးစားဟာနှစ်လပိုင်းတော့အစ်ဇွန်နဲ့ဖြစ်ပေါ်တဲ့၁၂ရက်စစ်ပွဲမှာ တေးတာပေါ်လွင်ခဲ့ပြီးအစ္စရေးရဲ့အစင်းမြင့်တက်လျင်တွေကအီရန်လေပိုင်းနဲ့တဖက်သက်ကြီးဆိုပြီးချိန်သွားပါတယ်။ပေါ်ကြလာတဲ့အချက်တွေကမှန်ကန်တယ်ဆိုရင် SA35 တွေဝယ်တာဟာစစ်စနစ်တော်များတွင်အီရန်ရဲ့အတိုင်းအတာပမာဏအကျေပြန့်ဆုံးလက်လက်စနစ်ဖြစ်တည်မှုအနေနဲ့မှတ်တမ်းဝင်မယ်လို့သိရပါတယ်။ယူကရိန်းစစ်မြေနေပါအပြင်မှာရပောင်း90ကျတယောက်ထဲခုခံပြီးရုရှားစစ်သား28ဦးကိုရှင်းလင်းနိုင်တဲ့ယူကရိန်းစစ်သည်ဟာလွတ်မြောက်လာတယ်လို့သိရပါတယ်။ ရုရှားတပ်တွေထိုးစစ်ဆင်သိမ်းနေတဲ့ယူကရိန်းနိုင်ငံဒိုနက်ဒေသဒိုပရိုလီယာရက်ရှိတံတားနှစ်ဆင့်အားကင်မုံချအောက်ကွယ်ကိုဆေလုတ်ခဲ့ရတဲ့ယူကရိန်းစစ်သားရက်ဆိုတဲ့မျိုးသားအဝိုင်းခံထားတဲ့ဂျာမန်ရက်90ကြာထိုးတဲ့ခံတပ်ကရုတ်ချင်းတဲမှာခုခံပြီးရုရှားစစ်တွေ28ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်ပေါ်ဝဲအနေနဲ့မြောက်ကရုတ်ချင်းခန္တတဲမှာရုရှားစစ်တွေခုခံဖို့နှစ်ဦးတည်းကိုသာဆွေးလုခဲ့ခြင်းဖြစ်ပါတယ် ရပောင်းသေး30လောက်တူနေခဲ့ပြီးတိုက်ခတ်နေလို့အာတစ်ဆိုတဲ့ရဲဘော်ကတော့မော်တာကြီးထိသွားပါတယ်ဒါကြောင့်စေကုတပြီးတရားနေကြတဲ့ကတိဘတ်တန်လမ်းရှာပြီးထွက်သွားပါတယ်ရက်စတယောက်သာကျင်ပြီးနောက်ထပ်ရပောင်း20ဒီရုရှားတပ်တွေကိုတလက်တလက်ထင်းနဲ့ခုခံတက်ခတ်ခဲ့ပါတယ်ဒရုန်းတပ်မှချင်းတပ်မှတော့မခွဲတက်တော့ပဲအသား6သာစားအင်သာဂျုံတလူတက်တနေ့တနေ့အမြင့်ဆုံးသောစိန်ခံမှုဟာခမောက်နဲ့ကြီကဝတ်စုံနိုင်ဝတ်မြချွတ်ထားခြင်းဖြစ်ကြောင်း အလေးမှထိုင်ထားလုပ်ခြင်းဖြင့်စိတ်ကိုတည်ငြိမ်စေဖို့တတိကြီးကြီးထားတဲ့အနေထားနဲ့လုံဆောင်တာရုရှားစစ်သားပေါင်း28ဦးကိုရှင်းလင်းသုံးသနိုင်ငံကြောင်ရက်စ်ကဒီတိုင်းကိုပြောပါပါတယ်ရှင်သာလွတ်မြောက်နိုင်ငံတဲ့တက်တာရက်စ်ကိုယူကရိန်းနိုင်ငံရဲ့အမြင့်ဆုံးသူရဲကောင်းစုပေးရဖို့လဲထောက်ခံချက်ပေးထားပြီးဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ရုရှားရဲ့လေကြောင်းရဲ့ကာကွယ်ရေးရေဒါစနစ်တွေကိုတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းယူကရိန်းကသတင်းထုတ်ပြန်ပါတယ်ရုရှားနိုင်ငံဘော်ရိုနက်စ်ဒေသဘူတာလီနိုဘာလေတပ်အခြေစခန်းနီးကအဝေးထောက်နေရေးရေဒါနဲ့ဟာမာရှိကဒေသကရေဒါစနစ်တွေကိုဒရုန်းတွေနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းယူကရိန်းထုစစ်စင်တဲ့ဘက်ကသတင်းထုတ်ပြန်ပါတယ်ဒီရေဒါတွေဟာရုရှားလေတပ်စခန်းကိုကာကွယ်ဆောင်ကြည့်ဖို့တပ်ဆင်ထားတာဖြစ်ပြီး ရေဒါတွေကယူကရိန်းနဲ့စစ်တကြောကောင်းကင်ယံကိုထောက်လှမ်းမှုပါအသုံးပြုနေတာကိုတွေ့ရပါတယ်။ရုရှားစစ်တပ်တွေတော့ထိရောက်မှုကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပေါ်စေဖို့တဆင့်မတဆင့်တိုက်ခိုက်ဖြစ်စေနေတယ်လို့ဆက်လက်တိုက်ခိုက်သွားမယ်လို့ယူကရိန်းဘက်ကသတင်းထုတ်ပြန်ပါတယ်။အခုလိုမျိုးယူကရိန်းဘက်ကထုတ်ပြန်တာနဲ့ပတ်သက်ပြီးရုရှားဘက်ကတော့အတည်ပြုခြင်းမရှိပါဘူး။ ဗီနီဇွဲလားနိုင်ငံနဲ့တတမန်ဆက်အတွက်လုံးဝဖြတ်ဖို့သမ္မတ်ထရန့်ကညွှန်ကြားလာပါတယ်။ရိုင်ဂန်သမ္မတ်ထရန့်ဟာဗီနီဇွဲလားနဲ့တတမန်ရဲ့သဘောတူညီရဖို့ဂျိုးပန်အားထုတ်မှုတွေကိုဆိုင်းငံ့လိုက်ပြီးသူ့ရဲ့ထူးတတမန်ရစ်ချတ်ဂရင်းနဲ့ကအဲ့ဒီနိုင်ငံနဲ့ဆက်သွယ်ဆောင်မှုအလုံးရတတ်မှုပြောကြားခဲ့ကြောင်းအမေရိကန်ကြီးတန်းရာရှိသူကတည်ပြပါတယ်။ဒီသတင်းကိုနယူးယောက်တိုင်းကပထမဆုံးဖော်ပြခဲ့ပြီးဗီနီဇွဲလားနေမူရေးစေးတဲလာတဲ့သင်္ဘောတွေကိုစီးရီးယားတိုက်ခိုက်မှုတွေဇက်တိုက်လုပ်ရမှာအခုလိုတတမန်ကြီးရရတတ်မှုတွေထွက်လာတာပါ။ ဗီနီဇွဲလာဟာမူရစေဝါကဏ္ဍနဲ့ပြည်ဆိုင်မဟုတ်တဲ့လက်လက်ကန်ပြည်ပကတွေမှာပေါဝင်ပတ်သက်နေတယ်လို့လွတ်တော်ကိုသမ္မတထံကပြောပါတယ်။သမ္မတထံဟာတောင်အမေရိကနိုင်ငံတလိုင်ငယ်ဖြစ်တဲ့ဗီနီဇွဲလာအတွင်းပိုင်းထိတိုက်ခိုက်ဖို့စဉ်းစားနေတယ်လို့သတင်းတွေထွက်နေပေမဲ့သမ္မတအနေနဲ့စီအေးရဒုတိယဆင့်တလန်ဘုကိုတော့ခိုးချိန်ပြီးမဆုံးဖြတ်ရသေးဘူးလို့ကြီးတဲ့ရန်ရှိတို့ကပြောပါတယ်။ထရန့်ဟာမေဂန်ထိုင်းနဲ့စစ်ကောင်စောင်းတွေနဲ့စီးပွေးလုပ်ပြီးနောက်သူရဲ့ကိုယ်စည်းကိုညွှန်ကြားခဲ့တာဖြစ်ကြောင်းကြည်တန်းရရှိတူကဆိုပါတယ်ထရန့်ကအမေရိကန်စစ်ဝတ္ထန်တွေကိုပြောတဲ့အခါမှာ ဗင်နီဇွဲလားကမ်းလွန်ပြလဲပြင်ကသင်္ဘောတွေကိုတိုက်ခိုက်မှုတွေကြောင့်ပြလဲရေကြောင်းကနေမီးရစီစစ်စစ်မှုတွေရပ်တန့်သွားပြီဖြစ်ကြောင်းအမေရိကန်အနေနဲ့ဗင်နီဇွဲလားကွန်မြူကိုပါစတင်ပြီးတော့အကဲခတ်ရတော့မယ်လို့ထည့်သွင်းပြောသွားပါတယ်။နောက်ထပ်အသေးစိတ်ချက်လက်ကတော့အင်ဖြူရောကထုတ်ပြန်ခြင်းမရှိပါဘူး။ပြီးခဲ့တဲ့ဇန်နဝါရီလမှာအင်ဖြူရောကိုသမ္မတထရန့်ပြန်တဲ့ကတည်းကဝါရှင်တန်နဲ့ဗင်နီဇွဲလားကြားမှာတင်းမာမှုတွေပိုတိုးလာပါတယ်။ဗင်နီဇွဲလားသမ္မတဟုတ်ကနီကိုလက်မာဒူရိုကတော့ပြည်တွင်းမှာမွေးစေထုတ်လို့ရတဲ့အမေရိကန်ရဲ့ဆူဆွဲချက်ကိုပယ်ချပြီး မိမိကိုတမရယာရုကနေဖယ်ရှားဖို့အမေရိကန်ကကြိုးပမ်းနေတာလို့ဆွဆွဲပါတယ်။ဒါအပြင်ဗီနီဇွဲလားနဲ့မှရှိတဲ့စစ်ကဲနဲ့လေရင်ကွင်းတွေကိုပါအမေရိကန်ကလှုပ်ဝက်ထားခဲ့ဖို့ကြံစည်နေတယ်လို့မာဒူရိုကဆိုပါတယ်။ထရန်ကလွတ်တော်ကိုနိုင်ငံတကာလက်နက်ကိုင်မီလီပီကာမဟုတ်တဲ့စီးရေးဖော်ဆောင်မှုဖြင့်ဗီနီဇွဲလားမူရကန်တွေကိုကြံပတ်ဖွဲ့စည်းဖြစ်သတ်မှတ်ပြီးအလုံးစုံစစ်ပွဲဆင်နွှဲမယ်လို့လှုပ်ဝက်တင်ပြခဲ့မှုမှာပင်ကောဟာဗီနီဇွဲလားမှာရှိတဲ့စစ်ကဲနဲ့လေရင်ကွင်းတွေကိုပါဝင်ရောက်စီးနင်းမယ်အင်အားတွေရဲ့ပြင်ဆင်ပြီးစီးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ လက်ရင်အမေရိကရဲ့မိုးရေကန်တွေကိုကြံပတ်ဖွဲ့စည်းဖြစ်တမကအလုံးစုံစစ်ကြညာထားတာလည်းဖြစ်ပါတယ်။ထရန့်ကလက်ရှိမှာမိုးရေစေးတွေဟာပင်လယ်ရေကြောင်းကနေလာကြောင်းအဲ့ဒီမိုးရေစေးပမာဏဟာအမေရိကန်နိုင်ငံသား9000လောက်ထိကိုတက်နိုင်တဲ့ခြေနေရှိကြောင်းပြောပါတယ်။ American Nobel Prize နဲ့နောက်ကျတော့ဒီစစ်စင်ရေးဥဆောင်လုပ်မယ်လို့ထုတ်ပြန်ထားပါတယ်။ဝါရှင်တန်ရဲ့ဖော်ပြချက်အရဗီနီဇွဲလားကမ်းလွန်မှာအမေရိကန်စစ်တပ်ဟာစစ်သည်မောများစွာရင်ငုံသည်မောတစ်စီ ကိုပြောက်ဖိုက်တာဂျက်လီယင်10စီး brain တသား2200ပါတယ်လို့ harrier jet ဂျက်လီယင်နဲ့ helicopter တွေတန်ကြက်ကများစွာပါတယ် ms22 brain တက်ကိုပါဆီလွတ်ထားပြီးဖြစ်လို့ venezuela ပြည်ပေါ်ဝင်ပြီးတော့ရေးပါတဲ့စစ်ကင်းနဲ့လေယာဉ်ကွင်းတွေကိုသိမ်းဖို့အသင့်အနေထားဖြစ်နေတယ်လို့လို့ဝတ်တင်ရရှိမှုကိုဖော်ပြပါတယ်အထူးစစ်စင်တဲ့ဖွဲ့တွေက Caribbean မှာလေဆိပ်သိမ်းပတ်ရေးချိုးတင်ပြင်ဆင်မှုလေထီးကုန်စည်းလေးကျင့်မှုတွေလှုပ်ဆောင်နေပြီဖြစ်သလို Puerto Rico စစ်ကမ်းဟာစစ်တီနဲ့စည်းရေးထောက်ပို့မှုတွေလုပ်ဖို့အဓိကဗဟိုချက်အဖြစ်အသုံးပြုမယ်ဆိုပါတယ် ဗီနီဇွဲလားကာကွယ်ရေးဝန်ကြီးဌာနကတော့အမေရိကန်တွေနဲ့အဲ့လိုတူးတောင်းယူမိမှုနေနဲ့အစွမ်းကုန်တိုက်ခိုက်ချေမှုသွားမယ်လို့ဆိုပါတယ်။ထရန့်ကတော့မာဒူရိုကိုပါအဓိကဖန်ဖို့အတွက်စူးစမ်းဖို့ရှိတယ်လို့သိရပါတယ်။ ိမိသားတကယ်လို့ထိနှက်တက်ဖြစ်ရင်ဘီယင်စနစ်ပြင်ပြောင်းလဲမယ်လို့ပြည်တင်းအင်ရှိဆန်ဝီလျံမင်းသားကပြောပါတယ်ပြည်တင်းအင်ရှိဆန်ဝီလာမင်းသားဝီလျံကသူထိနှက်တက်ပြီးဘီယင်ဖြစ်တဲ့အခါဘီယင်စနစ်ပြင်ပြောင်းလဲသွားမှာဖြစ်ကြောင်းအင်တာဗျူးတစ်ခုမှာပြောပါတယ်အဖက်ဒီဗီပလက်စီစဉ်တစ်ခုအတွက်တယောက်ဆောင်ယူဂျင်လဲဗီနဲ့တွေ့ဆုံမမြတ်ကန်တွေခုလိုပြောခဲ့တာဖြစ်ပြီးဒါဟာမင်းသားဝီလျံရဲ့အပွင့်လင်းဆုံးအင်တာဗျူးတစ်ခုဖြစ်တယ်လို့အတိုင်းသူ့ရဲ့နန်းတော်အတိုင်းဝိုင်းကပြောပါတယ်အင်တာဗျူးမှာသူက ပြည့်ပြောင်းလဲရကျွန်တော်ရဲ့အစီအစဉ်ထဲမှာရှိနေတယ်လို့ပြောရင်မှမားပါဘူးလို့ဆိုပါတယ်ဒါပေမဲ့ဒါဟာအရင်ကြီးအခြေခံချက်ကပြောင်းတော့မျိုးမဟုတ်ပဲဖြစ်ကိုဖြစ်တဲ့ပြောင်းလဲမှုကသာဆိုပါတယ်လို့အရှိဆန်ကပြောပါတယ်အစင်လာတွေကိုလေးစားပုံနဲ့ဘီယင်းစနစ်ကိုခင်းတဲ့အညီစီရုံမှုရှိစေနေဖို့မိကုန်းထုတ်ရမှာကိုလည်းမကြောက်ဘူးလို့ဆိုပါတယ်ဒါအပြင်သူ့ရဲ့ဖခင်ဖြစ်တဲ့ Charles တွင်နဲ့ကျင်ရတော့ Catherine တို့ကင်းဆိုင်ယောဂရင်ဆိုင်နေရခြင်းမှာမိသားစုကြီးဟာသူ့ဘော်ဖီစီးနေခဲ့တယ်လို့လည်းဖွင့်ဟပါတယ် မိသားစုဝင်နဲ့ကင်ဆာရောဂါကိုရင်ဆိုင်ကျော်ဖြတ်ကြမှုရတဲ့ကိုယူမင်ကျောင်း HSM မင်းသားကထုတ်ဖော်ပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ပူတင်ကရောင်းအောင်ကောက်ွက်ထားတဲ့ဂျာမန်ဆီးရီးယားသမ္မတဟောင်းအာဆတ်အစိတ်ခက်လုတ်ကြံခဲ့ရပါတယ်။ဆီးရီးယားသမ္မတဟောင်းအာဆတ်ဟာရုရှားမှာခိုးလုံနေတာဖြစ်ပါတယ်။လုံခဲ့တဲ့ဆယ်လကဆိုရတဲ့ရက်လုံးတော်လိုင်းရေးတိတော်အောင်နိုင်မှုကြောင့်ပြုတ်ကျသွားခဲ့ပြီးရုရှားကိုထွက်ပြေးပြီးတော့နိုင်ငံရေးခုံလုံးခွင့်ရထားတဲ့ဆီးရီးယားအာဏာရှင်အာဆတ်ဟာ မော်စကိုမှာပူတင်ရဲ့ဆောင်းရှုံးမှုအောက်မှာပဲအစိတ်ခက်လုံးကြံခံရလို့စေုံတင်ထားရပါလိမ့်။ပူတင်ရဲ့ KGB ဖွဲ့တွေကပဲအာဆက်ကိုရှင်းတာလားဆိုတာတော့မပြောတတ်ပါဘူး။အသက်60ရှိပြီဖြစ်ကစီးရီးယားနိုင်ငံအာဏာကိုလက်ပေါင်းများစွာရယူတာလူပေါင်းတောင်းတဲ့သိန်းနဲ့ချီတက်ဖြတ်ခဲ့တဲ့အာဆက်ဟာအစိတ်သိမှုကြောင့်စေုံတက်ခဲ့ရပါလိမ့်။ဒါမဲ့စေုံကလည်းပြန်ဆင်းသွားပါပြီလို့စီးရီးယားလူခွင့်ရေးစောင့်ကြည့်ဖွဲ့တွေကပြောပါလေအစိမ့်အသိဉာဏ်ဖြစ်ရာဆောက်ရှုံးမှုပေးထားတဲ့ရုရှားအစိုးရအတွက်အရှက်ရစရာဖြစ်ခဲ့တယ်လို့ ဆေးရုံစားတရစဉ်ကအသက်အရွယ်ရှိတဲ့အနေအထားရှိခဲ့ပြီးရုရှားကို ရောက်ပြီးနောက်ဒုတိယအကြိမ်အစိတ်ခက်ခံရတာဖြစ်ပါတယ်။အာဆက်ကိုရုရှားလုံးဝထားတဲ့အဖွဲ့ကဆွန့်ရှောက်ထားတဲ့ဂျာကမနစ်ကဒီဇင်ဘာ၈ရက်နေ့မှာမော်စကိုရောက်ပြီးတလားမပြည့်မီပါပဲအစိတ်အသိမှုကြောင့်ဆေးရုံတက်ခဲ့ရပါတယ်။အာဆက်ဟာဆီးရီးယားကိုဆယ်စုနှစ်နှစ်ခုကြာအုပ်ချုပ်ခဲ့ပြီးရပ်ပိုင်းကကြာတဲ့တော်လန်တပ်ဖွဲ့ထိုးစစ်ကြောင့်အာဏာပြိုလဲခဲ့ပြီးတရရင်နေတဲ့ပူတင်ဦးဆောင်ရရုရှားကိုဇနီးတဲ့အစမာနဲ့တူဖျက်ပြေးခိုလုံနေရတာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာတတော်ဆိုနိုင်လွင်ဒီမိနစ်30ကြာမှာပဲအသက်ခံရပြီးအိတ်ဒဲထက်ဆုံးပြစ်ခံရတယ်လို့သိရပါတယ်။တတော်မှာ follower 3သိန်းကျော်ရှိတဲ့အသက်20ဝန်းကျင်သာရှိတဲ့တောင်ကိုရီးယားသူယွန်ဂျီအားဆိုတဲ့မိန်ကလေးကနောက်ဆုံး live stream လွှင့်ပြီးမိနစ်30ကြာမှာရဲရဲစက်စက်ရိုက်နှက်တပ်ဖြတ်ခံရပြီးတောင်တန်းထူထက်တဲ့ဂျိုအာလာခရံမြောက်ပိုင်းမူဂျီစင်စုမှာအလောင်းဆုံးပြစ်ခံရမှုဖြစ်ခဲ့ပါတယ်။ ယွန်ဂျီအနောက်ဆုံးရဲ့ကိုယ်ရီလောက်ခဲ့တဲ့နေရာမှာအင်ချွန်းမှာရှိတဲ့ရောင်ချွန်းကျွန်းပေါ်မှာဖြစ်ပါတယ်။အလောင်းတို့ရှိတဲ့နေရာနဲ့၃နာရီကြာကားမောင်းရတဲ့အကွာအဝေးမှာရှိပါတယ်။စတေဘာရာစကြေးနေကြတဲ့ဒီလူတမှုဖြစ်ပေါ်ကြတာပါ CCTV ကင်မရာမှတ်တမ်းအရညနေ3:29မိနစ်မှာကားတွေကနေရောင်ကြီးရကတကားတော်ဖွင့်ထွက်ပြေးဖို့ကြိုးစားတဲ့မြင်ကွင်းမြင်ရတယ်လို့အတွင်းကနေဆောင်ဆွဲပြီးတကားပြန်ပိတ်သွားတာမြင်ရပါလေတန်တရားတရားခံချွိုင်းဆိုတဲ့ သူဟာအလောင်းတွေ့ရှိပြီး၁၂နှစ်ကြာမှဖမ်းဆီးခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုပြုလုပ်ရနေရမှာတောင်ကိုရီးယားတနင်္လာနေ့မှာစုံစမ်းမှုခြေနေရက်ကိုဖော်ပြပါတယ်။ချွန်ဟာအသက်50ဝန်းကျင် ရှိတဲ့သူလို့ဆိုပါတယ်။သူဟာရောင်ကြီးအားသူ့ကိုယ်သူအန်တီကွန်မြူနီမစီအီအိုလို့မိတ်ဆက်ပါတယ်။ပို့တွဲလုပ်ငန်းရှင်တွေနဲ့ရောင်ကြီးအားလူမှုကွန်ရက်ပေါ်မှာပုံမအောင်မြင်စေမယ်လို့ကတိပြုခဲ့တဲ့ကြောင်းသိရပါတယ်။ချွာရောင်ကြောင်ကဲ့သို့ online ဆယ်လီများတဲ့မှာ VIP 2ဖြစ်တဲ့ အလွန်တမိုးကြီးမားတဲ့လက်ဆောင်တွေငွေတွေပေးနေကြဖြစ်ပါလေ။နောက်ဆုံးသူ့အနေနဲ့အကျိုးများစွာဒီမီနေဟိုတော့၄၀နှစ်ရောင်းချနေရတာလို့ဒေတာတွေမီဒီယာတွေကဖော်ပြပါလေ။ချိုင်ဟာဘလော့ဒီငွေသောကြတဲ့ဆိုရင်လူမှုကွန်ရက်ဘလော့ဟောင်းတစ်ခုမှာ level 56အထိပင်ရောက်တာအဲ့ဒီတော့ဝန်သန်း100လောက်သုံးခဲ့ပါလေ။ Starling Mall လည်းဆိုရင်9000တောင်းလောက်သုံးခဲ့ပါလေ။နော်ကိုရီးယားချော်ပီးသတင်းစင် KB Zone မှာဖော်ပြချက်အရ CD မနေ့ကချွန်ရောင်ကြီးဟာသူနဲ့တို့လုပ်တဲ့ဆက်လုပ်မှု ဒူးထောင်းတော်တောင်းပန်ခင်တာကိုတွေ့ရတယ်ဆိုပါတယ်။ရောင်ကြီးဘက်မှာခြွန်ရဲ့အလုံချိန်ချင်းဆိုမှုကိုဘဝင်မကြခြင်းမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကိုတောင်းဆိုခြင်းကြောင့်လုံးဝဆက်လက်မတွဲပဲလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။ဒါနဲ့ခြွန်ကြီးကဟာဒေါသထက်ကအခုလိုမျိုးလိုသက်ပြီးအဲ့တဲ့ထက်ကအလောင်းဆုပ်မှုဖြစ်ခဲ့ရတယ်လို့ဖော်ပြပါတယ်။ CDB မတိုင်းရသေးဆုံးလို့အထောက်ထားတဲ့အဲ့ကိုလည်းခြွန်ဟာတောင်းပန်မိနာရီပိုင်းအကြမှာဆွဲလာတာတွေ့ရပါတယ်။ဒါကြောင့်သူ့ကိုစစ်စစ်ကနဦးကငြင်းခဲ့ပြီးနောက်ပိုင်းအပြစ်ဝင်ခံခဲ့ပါတယ်။ ဒီလိုရဲဆက်အသက်ခံရခြင်းအွန်လိုင်းဆက်လီတွေပေါ်လုံခြုံငွေပေးချေခြင်းများမှာ စီးပွားဖြစ်ခြင်းနဲ့ဆက်ဆက်ပြီးတက်ဖြတ်ခြင်းဖြစ်နိုင်ကြောင်းရဲတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်။နောက်ထပ်ဇင်းဘောပြောခြင်းပါတယ်။တကယ်ချင်းပေါင်းသိနေတဲ့ပြပြပွားနေခြင်းနဲ့ဆိုပြီးဇနီးတဲ့ကိုအိမ်ပြန်မလာနိုင်အောင်ဂျီကာတာကိုဖောက်ချခဲ့သူခုတော့ထောင်နှဲဆင်ရပြီဖြစ်ပါတယ်။ဒီမှုကတော်တော်လေးကိုထူးဆန်းတဲ့ရာဇဝတ်မှုပြ 1993ခုနှစ်မှာအမေရိကန်ပြည်ထောင်စုရဲ့တမိုင်းဝင်ရေးကြီးမှုကြီးဖြစ်နေတဲ့အချိန်မှာ James Scott တို့ဟာသူမိမကိုမြေတချက်ဖတ်ချမ်းမှာပြိမိပြီးနေကိုပြတ်မလာနေစေဖို့ရေကာတာတစ်ခုကိုဖောက်ချခဲ့တယ်ဆိုတဲ့ဆွဆွချက်နဲ့ထောင်တဲ့ကြောင်းကြာသွားပါလိမ့်။ဒီရေကာတာချိုးခဲ့လို့လူတွေသိဆုံးမှုတော့မရှိပေမဲ့ဒေါ်လာဘီလီယံချီပြည့်စစ်ဆောင်ချက်မှုတွေဖြစ်စေပါလေ။1993ဇူလိုင်မှာ BSB မြေတီမြင့်တက်လာပြီးလူတိုင်းကရေကာတာတွေကိုကောက်ွက်ခြင်းမှာ Scott ဟာ အဲ့ဒီရေကာတာကိုတမိန်ဖြက်စီးခဲ့တယ်လို့ဆွဆွဲခံရပါတယ်ရေကာတာကျိုးလို့လည်းမြေဧကပေါင်း1400ကျော်ရေလွှမ်းခံရပါတယ်စကော့ဟာဇလီအင်ပြမလာအောင်ရေကာတာဖောက်ချခဲ့တယ်သူတို့ငယ်ချင်းတွေကိုပြောပြခဲ့ကြအောင်တီအယ်လိုဘက်ကဆိုပါတယ်ဒီလိုကိုကျိုးဝတ်တာနဲ့ပြည်မှုကျိုးလို့လည်းဆိုတော့ဆွဆွဲကြအောင်စကော့ကိုဘီအန်ရဲ့ဖြစ်စဉ်မှုဆိုတဲ့ထိုးခြားတဲ့ဥပဒေနဲ့ထောင်နဲ့တသက်တကျော်ချခဲ့ပါတယ်သူကအဲ့ဒီဥပဒေနဲ့ပြည်နယ်ချမှတ်ခံရတဲ့ပထမဆုံးသူလည်းဖြစ်ပါတယ်ဝိုင်းနဲ့အချိန်ဖြုံးကြုံတဲ့တဲ့ဒီလိုလုံးကိုရေးပေးကြုံပေးစေခဲ့တဲ့ဂျိမ်းကော့ရဲ့ဖြစ်ဟာ ်မရိကန်ရာစုအတံမှာအငင်းပွားစရာအကောင်းဆုံးနဲ့မြို့နိုင်စရာအကောင်းဆုံးဖြစ်ရလို့ဆိုပါတယ်ဂျေစကောကနောက်ဆုံးသူကိုယ်တိုင်တကယ်လောက်ခဲ့ကြအောင်ဝန်ခံပြောဆိုခဲ့ပါတယ်